မြန်မာနေဦးခရိုနီကယ်အောက်တိုဘာ23မြင်တွင်အွန်လိုင်းငွေလိမ်နှင့်ကြားဖြတ်နှင့်နိုင်ငံရေးကြားဖြတ်စစ်တပ်တိုးတိုးတုတ်တုတ် ကြားဖြတ်လို့ခေါ်ဆိုတဲ့အွန်လိုင်းပေါ်ကတဆင့်ငွေကြေးလိမ်လည်မှုလုပ်တဲ့ရာဇဝတ်ကိုင်းတွေအခြေဆိုင်ကြတဲ့နေရာတနေရာဖြစ်တဲ့ကရင်ပြည်နယ်မြရီမြို့တောင်ဘက်က KK ပတ်ရဲ့သတင်းကမြန်မာသတင်းမီဒီယာတွေမှာကပဲဒေတာတွင်နဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာပါဖော်ပြနေကြတဲ့သတင်းတစ်ပုဒ်ဖြစ်လာနေတာပါဒီနေ့မှလည်း ညရီမြို့နယ်တဲက KK ဘက်ကကြားဖြတ်လုပ်ငန်းတွေမှာလုပ်ကင်နေသူတွေဒီနယ်မြေထဲမှာစားတောက်ဆိုင်ကာရာအိုကေအနှိတ်ခမ်းစတဲ့အခြားသောဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကင်နေသူတွေပါဝယုံသုံးကစွန့်ခွာထွက်ပြေးနေကြတဲ့သတင်းတွေကယမန်နေ့ကစလို့ဒီနေ့ထိတောက်လျှောက်ဖြစ်ပျက်နေတာကိုသတင်းတွေထဲမြင်တွေ့နေကြရတာဖြစ်ပါတယ်မကြာခဏတိုက်ပွဲတွေဖြစ်ပွားတဲ့ဒေသထိုင်းနဲ့မြန်မာနိုင်ငံတို့နယ်နိမိတ်ထိစပ်ရာ နေရာနေဆက်မြင့်ကျော်သွားတာနဲ့တပြိုင်တည်း ဖြတ်တန်းလာတဲ့နိုင်ငံရဲ့ဥပဒေနဲ့လုတ်ပိုင်ခွင့်မတက်ရောက်တော့တဲ့ဒေသလက်နက်ကိုင်တပ်ဖွဲ့တွေကအကာအကွယ်ပေးထားတဲ့ဒေသစတဲ့အင်အားရက်တွေရှိတဲ့နယ်မြေတွေထိုင်းမြန်မာနယ်စပ်မြေတစ်လျှောက်တနီယာမက ရှိနေကြတာဖြစ်ပါတယ်။ဒီလိုလက်နက်ကိုင်အဖွဲ့တွေကအကာအကွယ်ပေးပြီးနိုင်ငံတော်တော်များများမှာတရားဝင်ခွင့်ပြုလို့မရှိတဲ့ကာစီနိုလောင်းကစားလုပ်ငန်းတွေလုတ်ကန်ရကနေမကြသေးတဲ့နှစ်တွေမှာတော့လုပ်ငန်းတွေအသွင်ပြောင်းလဲပြီး online မော်ကတဆင့်ငွေကြေးလိမ်လည်ကြတဲ့ online scamming business ကြားဖြန့်အဖြစ် ဖြစ်ထွန်းကြီးထွားလာခဲ့တာဖြစ်ပါတယ်။ဘယ်နိုင်ငံဥပဒေနဲ့မဆိုလိန်လယ်မှုဆိုတာရာဇဝမှုမြောက်တဲ့ပြစ်မှုဖြစ်ပြီးဒီလုပ်ငန်းကိုလုပ်ကင်ဖို့လုပ်သားတွေလိုအပ်တာဖြစ်ပါတယ်။ဒီနေ့ခေတ်ကာလမှာ ID နည်းပညာတွေခေတ်မီလာသလိုလူကြီးလူငယ်မရွေး ID နည်းပညာရဲ့ထွက်ကုန်နေဖြစ်တဲ့လူမှုကွန်ရက်မီဒီယာတွေတုံးဆွဲလာကြရာကဒီပညာမကျွမ်းကျင်မှုနဲ့ယုံကြည်မှုကိုအခွင့်ကောင်းယူကာအွန်လိုင်းပေါ်ကတဆင့်အယုံသွင်းပြီးငွေကြေးရင်းနှီးမြှုပ်နှံအောင် ငွေရလွယ်တဲ့လုပ်ငန်းတွေအသွင်ဖန်ပြီးကလှည့်ပြားလိမ်လည်ကြတာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာတွေခင်မစားခင်ကာလတွေတုန်းကဘဏ်အကောင့်တွေကိုဖောက်ထွင်းခိုးယူတဲ့နိုင်ငံဖြတ်ကျော်ကျူးလွန်ကြတဲ့ရာဇဝမှုတွေရှိခဲ့ကြပြီးအခုနေအခါမှာတော့အဲ့ဒီလိုဘဏ်အကောင့် credit card တွေကို hack လုပ်ပြီးငွေကြေးရယူတာမျိုးထက်အမျိုးမျိုးသောဆိုရှယ်မီဒီယာ platform တွေကတဆင့်ဖျားယောင်းသွေးဆောင်ကငွေကြေးလိမ်လည်ရယူတဲ့နီလန်းက ကြဲကြဲပြန့်ပြန့်ကျင့်သုံးကြတဲ့နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်လာနေပြီဖြစ်ပါတယ်။ဒီလိုအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုတရားဥပဒေစိုးမိုးမှုရှိတဲ့ဒေသတွေမှာအခြေဆိုင်လုပ်ကင်ကြကာလိမ်လည်လှည့်ပြားတဲ့အလုပ်တွေကိုစီခိုင်းနိုင်ဖို့အလုပ်သမားတွေကိုလည်းလှည့်ပြားခေါ်ယူတာပိတ်လောင်ပြီးကြေးကျွန်တပွဲစီခိုင်းတာနှိမ့်ဆက်တာအချို့သောအခြေအနေမှာအသက်ဆုံးရှုံးရတဲ့အဖြစ်တွေအထိရက်ဆက်တဲ့ခေတ်သစ်ကြေးကျွန်ပြုရာဇဝတ်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။လိန်လေရရှိတဲ့ငွေပမာဏတွေက အန်အားသင့်စရာကောင်းလောက်အောင်ဒေါ်လာတန်းနဲ့ချီပြီးတကဘာလုံးအတိုင်းတာနဲ့ဆိုဒေါ်လာဘီလီယံရချီတဲ့လုပ်ငန်းတွေဖြစ်လာနေတာပါ။လိန်လေခံရသူတွေဟာဖွံ့ဖြိုးပြီးနိုင်ငံတွေကအများဆုံးဖြစ်ပေမဲ့ဖွံ့ဖြိုးစားနဲ့ဖွံ့ဖြိုးစက်နိုင်ငံတွေကငွေကြေးချောင်းလဲသူတွေလည်းပြစ်မှတ်ထားလိန်လေခံကြရတာဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့အခုလိုအွန်လိုင်းငွေလိမ်မှုကြောင့်နှစ်နာသူတွေထဲမှာလည်း၎င်းတို့နိုင်ငံသားအများအပြားပါနေတယ်လို့ကျူးလွန်တဲ့ရာဇဝတ်ကိုင်းတွေကလည်း ၎င်းတို့နိုင်ငံသားတွေဖြစ်နေကြတာတွေ့ရမှာဖြစ်ပါတယ်။နိနာသူတွေအတွက်ဒီလိုရာဇဝတ်ကိုင်းတွေကိုနှိမ်နှင်းဖို့လိုအပ်တယ်လို့၎င်းတို့နိုင်ငံသားတွေကဒီလိုရာဇဝတ်ကိုင်းတွေကိုဥဆောင်လောက်ကိုင်းသူတွေဖြစ်နေခြင်းကလည်း၎င်းတို့နိုင်ငံရဲ့ဂုံတရင်းကိုထိခိုက်ပျက်စီးစေတယ်လို့ယူဆပုံရပါတယ်။လက်ရှိကြားဖြန့်ကိုင်းတွေအခြေစိုက်နေကြတဲ့နိုင်ငံတွေလို့ဆိုရင်မြန်မာ၊ကမ္ဘောဒီးယား၊ထိုင်းမြန်မာနယ်စပ်တို့ဖြစ်နေပါတယ်။ထိုင်းမြန်မာနယ်စပ်နဲ့မြန်မာနိုင်ငံရဲ့အခြားသောဒေသတွေမှာ လက်နက်ကင်တိုက်ပွဲတွေလက်နက်ကင်အဖွဲ့အစည်းတွေအများပြားတည်ရှိပြီး နိုင်ငံရေးထက်၎င်းတို့အဖွဲ့ဝင်ငွေရရေးကိုသာ အာယုံထားလှုပ်ဆောင်ကြရာကကြားဖြန့်လုပ်ငန်းတွေကိုမြေနေရငှားရမ်းပေးပြီးလက်နက်ကင်အဖွဲ့နဲ့အကာအကွယ်ပေးတဲ့ဝန်ဆောင်မှုတွေရယူနိုင်တဲ့နေရာဒေသတွေဖြစ်လာကြပါတယ်မြန်မာနိုင်ငံမှာကြားဖြန့်လုပ်ငန်းတွင်ကျယ်နေတာနှစ်အနည်းငယ်ရှိနေပြီးအစပိုင်းမှာတော့ဒေသအလိုက်ထိန်းချုပ်ထားတဲ့လက်နက်ကင်အဖွဲ့တွေကရမုံငွေရှာတဲ့ဖြစ်ရက်တစ်ခုလိုရှုမြင်ခဲ့ကြပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကြားဖြန့်လုပ်ငန်းရဲ့အကျိုးအမြတ်ကြီးမားမှုကြောင့်လက်နက်ကင်ပဋိပက္ခတွေအပေါ်တက်ရောက်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်ရဲ့အတိမတ်ပြုမှုကိုရထားတဲ့ပယ်ဆောက်ချိန်ဥဆောင်တဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အုပ်ချုပ်သူတွေကကြားဖြန့်လုပ်ငန်းကိုအကာအကွယ်ပေးတဲ့အဆင့်ထက်ကျော်လွန်ပတ်သက်နေခဲ့ကြတာဖြစ်ပါတယ်။ဒီအခြေအနေမှာမြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကင်သုံးဖွဲ့အနေနဲ့စစ်တပ်ရဲ့အခြေစိုက်စခန်းနဲ့ထိန်းချုပ်နယ်မြေတွေကိုသိမ်းယူရင်းနဲ့ကြားဖြန့်နှိမ်နင်းရေးကိုပေါင်းဆက်ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးကို 2023ခုနှစ်မှာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အခြေအနေလိုအပ်ချက်နဲ့ကန့်ညီတာကြောင့်တရုတ်အစိုးရကဒီစစ်စင်ရေးကိုအကြောင်းအရာခေါင်းစဉ်အရာရောရေဝတ္ထုဆိုင်ရာအကူအညီတွေပေးအပ်ခဲ့တယ်လို့အများကကောက်ချက်ချယုံကြည်ခဲ့ကြတာပါ။ရှမ်းမြောက်ဒေသမှာတစ်တုံညာနှစ်ခုစစ်စင်ရေးနဲ့အတူကြားဖြတ်နှိမ်နင်းရေးတွေစတင်ပြီးတစ်နှစ်အကြာ2024ခုနှစ်မှာကြားဖြတ်နှိမ်နင်းရေးကကင်းပြင်းနယ်စီရောက်လာခဲ့ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းကြားဖြတ်နှိမ်နင်းရေးမှာလည်းတရုတ်နိုင်ငံက ထိုင်းနိုင်ငံအပေါ်ဖိအားပေးခဲ့ပြီးထိုင်းနိုင်ငံကအင်တာနက်လျှက်စစ်မှုတွေဖျက်တောက်ခဲ့တာယခုနှစ်ဖေဖော်ဝါရီလကတည်းကဖြစ်ပါတယ်။အဆိုပါကာလတွေကအာဏာသိမ်းစစ်တပ်အနေနဲ့ကြားဖြန့်လုပ်ငန်းကိုအကာအကွယ်ပေးထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ BGFKN နေနဲ့ DGBA တို့နဲ့ဆက်ဆံရေးအေးဆက်နေခြင်းဖြစ်လို့ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးစစ်တပ်က၎င်းတို့ထိ ंछ ုံမှုအောက်မှာမရှိတဲ့သဘောမျိုးပြသခဲ့တယ်လို့၎င်းတို့လက်ထဲမှာမြရီမျိုးရှိမနေတာကြောင့် ကြားဖြန့်ကိစ္စတွေမှာရှေ့တန်းထွက်လာခဲ့တာမတွေ့ရပါဘူးအချို့သောနိုင်ငံသားတွေကိုမြန်မာပြည်မှာကြန့်ရှိတဲ့စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကစရင်သွင်းထိုင်းဘက်လွှဲပေးခဲ့တာဖြစ်ပါတယ်အခုဒီချိန်ဖြစ်ပေါ်တဲ့ KK ဘက်ကိုစီးနှင်းနေနှိမ်နှင်းမယ်ဆိုတဲ့အချက်ကဒီဒေသကိုအကာအကွယ်ပေးနေတဲ့ BGF KN ကိုစစ်တပ်ကကြေးလည်အောင်ညှိနှိုင်းထားနိုင်တယ်လို့ယုံကြည်နိုင်တဲ့အထောက်အထားတွေတွေ့နေရတာပါ KK ဘက်ကို ဝင်စီးတယ်ဆိုတဲ့အဖြစ်အပျက်မှာ BGF KN နဲ့စစ်တပ်အကြား ကတောက်ကဆဖြစ်မှု ထိတိုက်တွေ့မှုတခုမှမရှိဘဲဇက်တိုက်ထားတဲ့အလား BGF KNA ကနောက်ဆုတ်ပေးထားတာဖြစ်ပါတယ်။ထွက်ခွာလိုသူတွေအားလုံးထွက်ခွာနိုင်အောင်တင်းကျပ်တဲ့လုံခြုံရေးနဲ့လုကင်နေတဲ့ကြားဖြန့်ယုံတွေအားလုံးဖွင့်လှစ်ပေးလိုက်တဲ့အနေအထားဖြစ်ပြီးကြားဖြန့်လုပ်ငန်းရှင်တွေမန်နေဂျာငွေကြေးကင်သူတွေအားလုံးဒေါ်တော်ပါရှောင်ပြေးကြရတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့နိုင်ငံတကာကိုတက်တည်ပြကျင်တာကြောင့် ကြားဖြတ်လုပ်ငန်းတွေနဲ့၎င်းတို့ကိုကာကွယ်ပေးထားတဲ့ BGF KNA တို့ကိုလုံလောက်တဲ့အချိန်မပေးကြိုတင်စီစဉ်ထားခြင်းမရှိဘဲအချိန်အရလင်းမြန်စွာ KK ပတ်ကိုလက်လွတ်စေခဲ့ပုံရပါတယ်။ရရီမြို့မှာတောင်းတင်နေကြတဲ့ရာထောင်ချီတဲ့နိုင်ငံသားတွေထိုင်းနိုင်ငံဘက်ရောက်ပေမဲ့လည်းထိုင်းနိုင်ငံမှာထိမ့်သိမ်းခံရပြီးစစ်ဆေးမေးမြန်းမှုကို ခံယူကြရမယ့်အနေအထားလည်းဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကတော့၎င်းတို့ရဲ့လက်အောက်မှာဆယ်စုနှစ်ချီအမိန့်နာခံခဲ့တဲ့ BGF KN တွေကိုခုတုံးလုပ်ပြီး ဝိယပိုင်းတွင်ကျင်းပမယ်အာဆီယံနှစ်လည်းအစည်းအဝေးမတိုင်ခင်မှာမျက်လှည့်ပွဲတစ်ပွဲပြသခဲ့တဲ့အသွင်လို့ဆိုရင်မှားမယ်မထင်ပါဘူးခင်ဗျာ